အားကစားမှရေချင်းရှိသလောက်ပညာရေးဘက်မှအားနည်းတဲ့ဆိုပြီးဝေဖန်ခံရတာကြောင့်စိတ်မကောင်းဖြစ်နေတဲ့ Brownie ကပရိသတ်များလုံးမဲ့မိကလာပေါင်းမာတပန် page ကနေကြိုဆိုလိုက်ပါတယ်မြန်မာလဝိတ်လောကမှာအကြောမွန်လဝိတ်မဲ့တူဖြစ်တဲ့ Brownie ကတော့လဝိတ်ပရိသတ်တွေကြောင့်ရှန်ရှန်တောက်အပေးမှုတွေကိုရရှိထားသူဖြစ်ပါတယ် ရော်နီကာကကယန်းတိုင်းရင်းသူတယောက်ဖြစ်ပြီးတော့မြန်မာလုံဝိတ်လောကမှာရောထိုင်းလုံဝိတ်လောကမှာပါတဖက်ကန်းခက်ကျွမ်းကျင်လာသူတို့ပေါ့ရော်နီကာကပြီးခဲ့တဲ့2025ခုနှစ်အစပိုင်းလောက်မှာပဲဝမ်ချမ်ပီယံရှစ်ပွဲစဉ်တွေမှာဝင်ရောက်ကစားနိုင်ခဲ့ပြီးမေလ9ရက်နေ့မှာတော့ဝမ်ချမ်ပီယံရှစ်ရဲ့ဒုတိယပွဲစဉ်ကိုရော်နီကာကဝင်ရောက်ကစားနိုင်ခဲ့တာဖြစ်ပါတယ်ဝမ်ချမ်ပီယံရှစ်အပွဲအထွက်ဖြစ်တဲ့ချီလီနိုင်ငံသူနဲ့ပွဲစဉ်မှာတော့ရော်နီကာကအမှတ်နဲ့ရှုံးနေခဲ့ပြီးပြီးခဲ့တဲ့မေလ9ရက်နေ့ကထိုင်းနိုင်ငံလဝိမဲဂျူနီယာဖက်တက်စ်နဲ့ပွဲစဉ်မှာတော့ဘရော်နီကာကအလဲထိုးကအနိုင်ရခဲ့တာပေါ့ ဘရနီကာကသူ့ရဲ့ပထမဆုံးပွဲစဉ်မှာအမှတ်နဲ့ရှုံးပွဲကိုရင်ဆိုင်လိုက်ရတာကြောင့်မချေပွဲနှဲ့ပြီးကရင်စစ်တစ်မယ်ဆိုတဲ့ဂွန်ပုံးနဲ့အညီထိုင်းဖိုက်တာမယ်ဂျူနီယာကိုဒုတိယချီမတဲ့အလဲထိုးအနိုင်ယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဘရနီကာရဲ့ပြင်းထန်လာတဲ့လက်သီးထိုးချက်တွေကြောင့် Time Fighter Junior ခမယာမျက်လုံးတစ်ခုလုံးဖူးယောင်ကောင်းစိတ်ကူးတမှုပါခံယူရတော့မလို့ဖြစ်နေခဲ့ပါတယ်။မြန်မာလဝိတ်လောကမှာအခုနောက်ပိုင်းဘရနီကာလိုလက်သံပြောင်သူတွေရှာပါလာတာကြောင့်လဝိတ်ပြည်သက်တွေကတော့အားရကျဉ်းနှမှုအပြည့်အဝရှိနေကြတာပေါ့။ဒါပေမဲ့ဘရနီကာရဲ့အောင်မြင်မှုတွေထက်ကအာနာချက်တွေကိုရအောင်ရှာပြီးဝေဖန်သူတွေလည်းရှိနေခဲ့ပါတယ်။ဒါကတော့ဘရနီကာကလဝိတ်ဘက်မှသာအရေးချင်းရှိပြီးပညာရေးဘက်မှာတော့အားနေနေတာကိုဝေဖန်နေကြပါတယ်။ဘရနီကာရဲ့ပညာအရေးချင်းကကောင်းမွန်တဲ့အနေထားမရှိတာကြောင့် ်ပညာအရေးချင်းညံ့ဖြင်းသူအဖြစ်နှိမ်ချနေကြတာဖြစ်ပါတယ်တကယ်တော့ဗရိုနီကာရဲမဟုတ်ဘဲအာကစားသမားအများစုကပညာရေးဘက်မှအားနည်းကြတာပါအာကစားကိုအားစိုက်ကြိုးစားခဲ့တာကြောင့်ပညာရေးဘက်အားနည်းတာလည်းရှိသလုံးငကိုတဲကပညာရေးအားနည်းတာကြောင့်အာကစားဘက်မှထူးချွန်အောင်အားထုတ်ကြတာတွေ့လည်းရှိပါတယ် ဘလိုပဲဖြစ်ဖြစ်တနေရရမှာထွေးချွန်နေတက်ပြီးဘရိုနီကာတို့လိုနမည်ကြီးကစားသမားတွေစုံရလဲမြမကုံကိုစောင်းနိုင်နေတာကြောင့်နှိမ်ပြောဖို့တော့မသင့်တော်လှပါဘူး။ဒါအပြင်ဘရိုနီကာကပညာရေးအလံဝေးတဲ့နေပယ်မှာခြေပြင်းခဲ့ရသလိုကိုထိုကိုထအားကိုးခဲ့ရသူပေါ့။အခုလိုအောင်မြင်တဲ့ level fighter တယောက်ဖြစ်လာဖို့တောင်ဘရိုနီကာကကိုအားကိုကိုကစူးစမ်းခဲ့ရတာကြောင့်ပညာရေးဘက်အားနေတာကိုအဖြစ်မမြင်စေချင်ပါဘူး။ ပညာရင်းနဲ့ပတ်သက်ပြီးနှိမ့်နေတာကိုစိတ်မကောင်းဖြစ်နေတာကြောင့်အခုလိုနှိမ့်တဲ့စကားတွေမပြောဖို့ဘရိုနီကာကမြစ်တာရက်ခံတောင်းဆိုလာပါတယ်။အာကစားသမားတွေဆိုတာပညာရေးဖက်အားနဲ့တတ်သူတွေဖြစ်တာကြောင့်အာကစားသမားတွေကအထင်မသေးကြဖို့လဲဘရိုနီကာကတောင်းဆိုထားပါတယ်။လူတချို့ကတော့မရှိရှိတာရှာချံဝေဖန်တတ်တဲ့သဘောမှရှိတာကြောင့်ဘရိုနီကာရဲ့အမကန်ပရိသတ်တွေကတော့ဘရိုနီကာကိုအမငယ်ဖို့နှစ်သိမ့်ပေးနေကြပါတယ်။ မြန်မာလဝိတ်လောကမှာတော့မဟုတ်ပဲထိုင်းလဝိတ်မှာတော့ဘရနီကာကနမဲကြီးလဝိတ်မဲဖြစ်တာကြောင့်မြန်မာကုံဆောင်အကစားသမားဖြစ်ဘရနီကာရဲ့ပရိသတ်တွေကဂုံပြုတ်ပေးနေကြတာပေါ့ဘရနီကာဟာထိုင်းလဝိတ်မဲဂျူနီယာကိုလည်းလဲထိုးနိုင်ခဲ့လို့အပိုစုငွေဘောနပ်စ်တွေများစွာလဲရရှိခဲ့သေးတာဖြစ်ပြီးရရှိသမျှငွေကြေးတွေထဲကတချို့တဝက်ကိုဘရနီကာကငလျင်ပေးတဲ့ပြည်သူတွေအတွက်လူတန်းပေးခဲ့ရပါမယ်ဒါကြောင့်ဘရနီကာကရေချင်းလန်းရှိသလိုစိတ်သဘောထားတိမ်မွေးသူတယောက်ဖြစ်လဲချီးကျူးနေကြပါတယ်အကစားမှရေချင်းရှိသလောက်ပညာရေးပိုင်းမှာအားနည်းနေဆိုပြီးဝေဖန်ခ ံရတာကြောင့်စိတ်မကောင်းဖြစ်နေတဲ့ဘရိုနီကာအပေါ်မြင်လေးတွေကိုပြပြခဲ့ပါအောင်ရှင်။အလုံးကိုကျေးဇူးတင်ပါတယ်။ဆက်လက်ပြီး celebrity သတင်းများအတွက်မမတို့ရဲ့ page ကို like and follow လေးလောက်ခတ်ကြပါအောင်နော်။နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။